အစ္စရေးအီရန်အီရန်မျိုးတော်တီဟီရန်ကနေခီးတဲ့တင်လေယောက်တွေရုရှားဘက်ကိုဥတီပြန်တန်းသွားကြတဲ့အတွက်အီရန်ခေါင်းဆောင်တွေရုရှားကိုထွက်ပြေးနေကြပြီးဆိုပြီးအတီးပြူလို့မရသေးတဲ့သတင်းတွေထွက်လာနေပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်းတမရထရန့်ကိုမွေးနေ့နှုတ်ခွန်းဆက်တဲ့မိန်ခွန်းမှာအီရန်ခေါင်းဆောင်တွေအထုတ်ပြင်နေကြပြီလို့ထည့်ပြောထားပါတယ်။အစ္စရေးဘက်ကအီရန်ရဲ့လေကာစနစ်တွေရေဒါတွေကိုဖျက်ဆီးထားနိုင်ခဲ့ပြီး အစ္စရေးတိုက်လေယုတွေဟာအီရန်အနောက်ဘက်ကနေမြို့တော်တီဟီရန်အထိအတားအဆီးမရှိပြန်တန်းနိုင်ပြီလို့အစ္စရေးဘက်ကထုတ်ပြန်ထားပါတယ်။ဝန်ကြီးချုပ်နေတန်ယာဟုကလည်းတီဟီရန်ကောင်းကင်မှာအစ္စရေးဖိုက်တာဂျက်တွေကိုမကြခင်မြင်ရလိမ့်မယ်ပြစ်မှတ်တိုင်းကိုတိုက်ခိုက်သွားမယ်လို့ထရီပေါ်ကနေကြုံဝါသွားပါတယ်။ နယူးယောက်တိုင်းမစ်သတင်းအရအီရန်ကတောက်ကြနေညနဲ့စနေနေ့မနက်စောမှာအစ္စရေးကိုဒုံးကျည်စင်ပေါင်းတထောင်ကျော်နဲ့ပြစ်ခတ်တိုက်ခိုက်ဖို့စီစဉ်ခဲ့ပေမဲ့အစ္စရေးဘက်ကကြိုတင်ပြီးဖြည့်ဆည်းထားခဲ့တဲ့အတွက်အစင်းနေရပဲပြစ်လွတ်နိုင်ခဲ့ပါတယ်အစင်းတထောင်သာပြစ်လွတ်ခဲ့ရင်အစ္စရေးအထိခိုက်အတော်လေးများနိုင်ပါတယ်အီရန်ရဲ့တိုက်ခိုက်မှုကြောင့်အစ္စရေးစစ်ချုပ်ရုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းတော်တော်လေးတက်သွားခဲ့ပေမဲ့လောလောဆယ်ထိတော့သတင်းဌာနကြီးတွေကကောအစ္စရေးဘက်ကကော အတည်ပြုထားတာမတွေ့ရပါဘူး။အီရန်ဘက်က သတင်းထုတ်ပြန်ထားတဲ့ Israel ချက်လေယုံတစ်စီးပစ်ချထားပြီးဖိလော့ကိုဖမ်းမိထားတဲ့ဆိုတဲ့သတင်းကိုလည်း Israel ဘက်ကညင်းထားပြီးသတင်းဌာနကြီးတွေကလည်းအတည်ပြုတာမတွေ့ရပါဘူး။ Israel ကတော့အီရန်ထဲကနျူကလ িয়ার နဲ့စစ်ရေးနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်နေပြီးအီရန်စစ်တပ်ရဲ့ခံတဲ့ comment တစ်ခုလုံးနှီးပါပြတ်သွားတဲ့အထိခေါင်းဆောင်တွေကိုရှင်းလင်းထားနိုင်ခဲ့ပါတယ်။ နိုင်ရီပိုင်းလေးကပဲအီရန်ဘာသာရေးကောင်းဆောင်ခိုနီရဲ့အကြီးတန်းအကြံပေးသိဆုံးသွားပြီလို့အီရန်ဘက်ကအတည်ပြုထားပါတယ်။နျူကလ িয়ার ပညာရှင်ကိုအထိရှင်းလင်းထားပြီးပါပြီးနိုင်ငံရေးကောင်းဆောင်ပြစ်မှတ်တွေကတော့အစ္စရေးဘက်ကရှင်းလင်းတာမတွေ့ရသေးပါဘူး။အီရန်ဘက်ကတော့အစ္စရေးတဲကိုစစ်ရေးပြစ်မှတ်အရက်သားပြစ်မှတ်မခွဲဘဲပြစ်ခတ်နေခဲ့တာမလို့အဲ့လိုဆက်ပြစ်နေရင် အီရန်မျိုးတော်တစ်ခုလုံးမီးလောင်သွားမယ်လို့အစ္စရေးစစ်တပ်အကြီးအကဲကကြေညာထားပါတယ်။အီရန်ပြစ်ခတ်လိုက်လို့ထိသွားတဲ့ထောက်အဗစ်ကအထက်မြင့်အဆောက်အဦးမှာဒိမတ်တန်အမတ်လည်းနေထိုင်နေခဲ့ပြီးအသေးစားတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။အီရန်ဘက်ကတိုက်ခိုက်မှုတွေလုပ်ရင်အစ္စရေးဘက်ကမထောက်လန်းနိုင်အောင်ညပိုင်းမှာလှုပ်လေ့ရှိတဲ့အတွက်စနေညမှာလည်းတောကြညလိုပဲတိုက်ခိုက်မှုတွေထက်ရှိနိုင်ပါတယ်။